မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းကြောင်းအရာကတော့နေပြည်တော်မှာအိုးဝေတမားကိုတက်ပြီးတော့ပြည်စည်းလှည့်ရမှုဖြစ်ပွားတဲ့အကြောင်းဖော်ပြပေးခြင်းပါတယ်နေပြည်တော်ကောင်စီ ပြည်တော်စုအနေနဲ့စပူသီရိမြို့နယ်ဒုက္ခတိတ်တိရွက်ွက်ဒုက္ခတော်ဝင်အင်အားအနည်းမှရှိတဲ့တော့စတာစီဆိုင်ရှိမှာအော်တိုဘာ73ရက်နေ့ညပိုင်း၈နာရီကျော်လောက်ကအိုးဝေမောင်းနေတဲ့အမျိုးသားတယောက်ဓာတ်နဲ့ထိုးအသက်ခံရပြီးတော့ပြည်စည်းလှည့်ရခံလိုက်ရတယ်လို့သိရပါတယ် မြို့မဆေးကနေ ခီးတဲ့တင်ဆောင်လာက ပြန်လာစင်မှာတော့လမ်းမှာလေပင်ကိုဓာတ်နဲ့သုံးချက်ထိုးပြီးတော့အသက်ခံရတာဖြစ်တယ်လို့လည်းသိရပါဗျ။ညာဘက်ပြန်လာတော့အိုးဝေသမားကစီဆိုင်ရှိမှာအိုးဝေရက်ပြီးတော့အတီးတယောက်နဲ့စကားရက်ပြောနေတဲ့အချိန်လူလေးယောက်ရောက်လာပြီးတော့ပစ္စည်းကိုလှုပ်ပြီးတော့လူကိုဓာတ်နဲ့ထိုးသွားတာပါ။အိုးဝေသမားကစင်းုံရောက်မှဆုံးသွားတယ်လို့ဒုက္ခတော်ဝင်အိမ်ယာနေထိုင်သူကဆိုပါတယ်။အသက်ခံလိုက်ရတဲ့အိုးဝေရင်မောင်းအမျိုးသားကတော့ ဩဒရာသီရိမြို့နယ်ရွှေနသာရပ်ကွက်တစ္ဆာ30လမ်းမှာနေထိုင်သူကိုအောင်အောင်ဆိုသူဖြစ်ပြီးတော့မိသားစုနဲ့လည်းအဆက်အသွယ်ရရှိထားပြီးဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာတော့အိုးဝေသမားကိုတတ်ပြီးတော့ဖုန်းနဲ့ပစ္စည်းလူရဲသွားတဲ့ကျူးလွန်တဲ့သူတွေကိုဖမ်းဆီးရမိဖို့အတွက်သက်ဆိုင်ရာကဆောင်ရွက်နေပြီးတော့အခုချိန်ထိတော့ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့လည်းသိရပါဗျ။အခုနောက်ပိုင်းနေပြီးတော့ကောင်စီနယ်မြေတွေကစပုတ်သီရိမြို့နယ်အပါအဝင်မြို့နယ်တချို့မှာတော့ ဆိုင်ကယ်ရင်းစီးနှင်းတဲ့သူတွေကိုမကြာခဏဓာတ်ထောင်လူရဲမှုတွေဖြစ်ပွားလေရှိတယ်လို့ဒေသခံတွေထံကသိရပါဗျ။လူပြတ်တဲ့လမ်းတွေဆိုရင်နေဘက်တောင်မသွားရဲဘူးအဖွဲလိုက်လူများမှပဲသွားရဲတယ်။အခုကလူရင်ဓာတ်နဲ့ထောက်ပြီးတော့လူတာမြမရဲ့တကယ်ချင်းဆိုရင်ဓာတ်နဲ့အထောက်ခံရပြီးဆိုင်ကယ်ရောဖုံပစံအိတ်ဝစ်ထားတဲ့ရွှေအကုန်လုံးယူသွားတာ။ဈေးကဝင်လာတဲ့ပစ္စည်းတော်ယူသွားတယ်လို့နေပြည်တော်ဥတ္တရအသေးလေးမှာနေထိုင်သူကဆိုပါရယ် ဤကရက်ဇူလိုင်လ28ရက်နေ့ပိုင်းကတော့စပူတိမြို့နယ်မှာဂျန်ရှင်ဆင်းဝယ်စင်တာနောက်လမ်းမှာရှိတဲ့အစင်းမြင့်စင်းဒီမှာလူသက်ပြီးတော့ဆိုင်ကယ်ကိုလူရက်မှုဖြစ်ပွားခဲ့လို့သိရပါဗျ။ဇူလိုင်လ16ရက်ကလည်းနေပြီးတော့ဥဒရတိမြို့နယ်မှာတော့တရေကုန်းကြီးအမှရှိတဲ့လေးကျောမှန်တိုင်းဖုံးတော်ကြီးကျောင်းကကပ္ပရဖြစ်သူဦးလဝင်းဆိုသူကလည်းအသက်ခံရပြီးတော့ဖုံးတဲ့ငွေတွေလူရက်ခံရတဲ့အပြင်အလောင်းကိုပါဆုံးပြစ်ခံရတယ်လို့ဆိုပါတယ်။ဒီမှုမှာတော့တရက်ခံတွေကိုတော့ဖမ်းဆီးရမိခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ ဆက်လက်ပြီးတော့လဲမက္ကဆီကိုမှာရေကြီးမြေပြိုပြီးတော့လူတရ30ကျော်ပျောက်ဆုံးနေတဲ့အကြောင်းဖော်ပြပေးကြပါမယ်။မက္ကဆီကိုနိုင်ငံမှာပူပန်းမုန်တိုင်းငယ်ကြောင့်ပင်လယ်ကွေ့ကန်ယူဒန်နဲ့လေပိုင်းပြည်နယ်တွေမှာမြေပြိုတာနဲ့ရေကြီးရွာတွေဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်မှာနိုင်ငံရဲ့အရှေ့ပိုင်းပေါ်ပလာပြည်နယ်ဟွောင်ချီနန်ကိုမြူနစ်ပယ်ဒေသမှာမိုးသည်ထန်စွာရွာသွန်းပြီးတော့ရေကြီးမြေပြိုမှုတွေကြောင့်လူပါ130ကျော်သေဆုံးပျောက်ဆုံးပြီးတော့အင်ဂျီသိန်းလောက်ထိခိုက်ပျက်စီးသွားတဲ့ကြောင့် သမရကလောက်ဒီယာရှိန်းဘောင်းကတင်ထောက်တွေကိုဆိုပါရယ်မိုးတဲထန်စွာရွာသောနာကိုဒီလောက်ပမာဏအထိပြင်းထန်လိမ့်မယ်လို့မမျော်လင့်မိတဲ့အကြောင်းနဲ့ပြန်လည်ထူထောင်ရေးအတွက်ဗန္ဒာရေးဝင်ကြီးဌာနနဲ့ဆွေးနွေးသွားမှာဖြစ်ကအပြင်းထန်ဒုက္ခရောက်နေတဲ့ပြည်နယ်တွေစီကိုလည်းတွားရောက်မယ်လို့ဆိုပါရယ်မိုးရွာသောနာကြောင့်တရားရေးအပါဝဲအခြေခံအဆောက်အအုံတွေပြက်စီးခဲ့ပြီးတော့ကားလမ်းတွေမှာလည်းရှုံးလုံးနေပြင်းထန်ခဲ့ပါရယ်အာနာပိုင်တွေကတော့လူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းပေးဖို့ အပြက်စီးတွေကိုရှင်းလင်းကထိခိုက်မှုအများဆုံးစုံတွေကိုဘေးကင်းလုံခြုံစေဖို့အတွက်ထောင်ထဲချတဲ့ဝန်ထမ်းတွေကိုပြန်ကျက်ထားကြပါတယ်။မိုးကြီးပြင်းပြိုတာတွေစတင်ဖြစ်ခဲ့တဲ့အချိန်မှာစီမင်းသားရနေမြေတချို့မှာလျှက်စင်မီပြတ်တောက်ပြီးတော့မြစ်ချောင်းကဘာပြိုကျမှုတွေဖြစ်ပေါ်ခဲ့ပေမဲ့လည်းလက်ရှိချိန်မှာတော့ပြည်နယ်၅ခုမှာတအားပြတ်တောက်မှုပြေလည်သွားပြီဖြစ်တဲ့အကြောင်းတောင်းရှိတဲ့သူတွေကဆိုပါတယ်။ကျမ်းမာရေးအာဏာပိုင်တွေကတော့ရေဝတ်တဲ့နေရာတွေမှာဖြစ်ပွားတတ်ပြီး ရှင်ကနေကူဆက်တတ်တဲ့သွေးလွန်တုပ်ကွေးရောဂါပြန့်နှံ့လာကိုတားဆီးဖို့လေစီမံချက်တွေချမှတ်ထားပါတယ်။ဘွေးဘလုတ်ပြည်နယ်ဟွောင်ချီနန်ကိုမြူနစ်ပယ်ဒေသကဒေသခံတွေဟာရေကြီးရေရှမ်းတာကြောင့်နေအိမ်တွေကအမိုက်ဒရိုက်တွေနဲ့အပြက်စီးတွေကိုအောက်တိုဘာ12ရက်မှာဖယ်ရှားရှင်းလင်းခဲ့ပြီးတော့ရှားဝေကယ်ဆယ်အဖွဲ့တွေဟာမြေပြိုကျတဲ့နေရာတွေကိုပိတ်ဆို့တားဆီးကအသက်ရှင်ကျန်ရတဲ့သူတွေကိုလေ့ကျင့်ရေးခွေတပ်ဖွဲ့တွေနဲ့ရှုံးတော်တွေနဲ့အပြက်စီးတွေကြောင့်မှရှားဝေနေကြပါတယ်။ ဝင်လို့တာခံမှန်းသူတွေဟာပူပန်းမုန်တိုင်းနေနဲ့ပစိဖိတ်ဟာရီကိန်းနှစ်ခုကိုအာယုံဆိုင်နေချိန်မှာအမည်မရှိတဲ့မုန်တိုင်းစနစ်တကူမိုးရသည့်အပိသက်အချိန်မှာဝင်ရောက်ခဲ့တာလူအသေးပြောက်များတဲ့ရေကြီးရေရှမ်းမှုဖြစ်ခဲ့ရတယ်လို့လည်းဆိုပါရယ်။ဒါအပြင်မုန်လို့တာတူတေတီအွန်နိုင်ကလည်း2025ခုနှစ်တောင်တိုးပင်လယ်ဘက်ကမုန်တိုင်းတိုင်ဖုန်မုန်တိုင်းရဲ့ဒဏ်ကိုဗီယက်နမ်ကကောင်းကောင်းခံလာရပြီးတော့မြန်မာနိုင်ငံသားတွေဘေးပေါင်းများစွာခံကြရပြီးဖြစ်လို့ဆိုရတဲ့သဘာဝဘေးကြီးတကူ ရှင်နဲ့ပတ်သက်တဲ့သဘောဝဘေးကိုပြင်းပြင်းထန်ထန်မခံစားလိုက်ရတာကတော့အလုံးကိုကန်ကောင်းသွားတယ်လို့ဆိုပါရစေ။မုံနိုင်ပြည်ရေကြီးတာကြောင့်လူဆက်ရှိဦးသေဆုံးတာဒါမှမဟုတ်ပျောက်ဆုံးပြီးတော့15ဦးတန်ရာရခဲ့ပါဗျ။စဘာနဲ့တခြားကောက်ပဲတည်နှံ3388ဟက်တာကရင်းနှီးမြှုပ်ခဲ့ပြီးတော့ငွေရေကောက်ရေ13054ကောက်နဲ့ကျက်9389ကောက်မျိုးပါကြောင့်သိရပါရဲ့ရှင်။ ဆက်လက်ပြီးတော့ရန်ကုန်တိုင်းမှာအော်တိုဘားလ13ရက်ကနေ19ရက်ထိမူလဒါခံမှန်းချက်ကိုဖော်ပြပေးကြပါမယ်။တောင်ရိုးပင်လယ်နဲ့ဘင်္ဂလားပင်လယ်အခြေအနေကတော့ဘင်္ဂလားပင်လယ်အတွင်းမှာအိန္ဒိယနိုင်ငံဘက်ကတိုက်ခတ်လာတဲ့အနောက်မြောက်လေဆိပ်ကြောင်းနဲ့လာအိုဗီယက်နမ်တို့ကတိုးဝင်တိုက်ခတ်လာတဲ့အရှိလေဆိပ်ကြောင်းတို့အထက်မြင့်ပေ9000ထက်မှာတွေးဆောင်ရကဖြစ်ပေါ်တဲ့အထက်လေဝေလိုင်းတွေဖြစ်ပေါ်နိုင်ခြင်းသာဖြစ်ပြီးတော့လေဗီအာနေရှင်ဘုံတိုင်းအဆင့်တီမရောက်နိုင်ကြောင်းလည်းတွေ့ရပါဗျ။အိန္ဒိယနိုင်ငံအနောက်တောင်ပိုင်းအာရေဗျပင်လယ်အတွင်းလေဝေလိုင်းကအကောင်းလာပြီးတော့လေဗီအာနေရှင်ဝန်ဒေတာကတော့ လေပြင်းအားနဲ့ရောင်းတက်ကိုအော်တိုဘာလ15ရက်16ရက်နေ့တွေမှာဖြစ်ပေါ်လာနိုင်ပါတယ်။မလေးကျွန်းဆွယ်ရဲ့အရှိတ် ထိုင်းပင်လယ်ကွေတောင်ပိုင်းမှာလေဝေတိုင်းတကူဖြစ်ပေါ်ပြီးတော့အနောက်ဘက်ကိုဆက်လက်ရွေးရှားကခံမှန်အောက်တိုဘာ19ရက်မှာထိုင်းနိုင်ငံတောင်ပိုင်းဖူးကတ်မြို့အနီးကဖြတ်တပ်ပြီးတော့ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းကိုဝင်ရောက်နိုင်ပါတယ်။ရောင်းတိုင်းတွင်နေစဉ်ပြင်းပြင်းနဲ့9ရက်တွင်ရွာသွန်းရရှိနိုင်တဲ့မွေးချိန်ကတော့အောက်တိုဘာ19ကနေစလို့ရောင်းမျိုးပေါ်မှာသာနေသားချိန်ပုံများပြီးတော့အောက်တိုဘာ24ရက်နောက်ပိုင်းကစလို့မွေးရသွန်းနိုင်တဲ့အချိန်တွေရွာသွန်းနိုင်မယ့်မွေးချိန်စတာတွေရွှတ်သွားနိုင်ပါတယ်။ဒီဘက်တွင်ရောင်းတိုင်းတွင်မိုးလယ်ညနေပိုင်းနဲ့ညပိုင်းအချိန်တွေမှာမိုးနှဲ့ငယ်ကနေအသင့်အတဲ့ ခုနှစ်ရက်တွင်မွေးချိန်ဟာ1.3လက်မကနေ2.2လက်မကန့်တွေရွာသွန်းလိုက်ပြီးတော့ခရိုင်မျိုးနယ်တွေအလိုက်မွေးချိန်ရရှိမှုကွာခြားနိုင်ပါတယ်။ရန်ကုန်မြောက်ပိုင်းနဲ့အရှေ့ပိုင်းမှာမွေးချိန်အနည်းငယ်3.1လက်မကန့်ပိုနိုင်ပါတယ်။မြောက်ပိုင်းမှာမှော်ပြီးတိုက်ကြီးလှဲကူထားတဲ့မြို့နယ်တွေမှာတော့ခုနှစ်ရက်တွင်မွေးချိန်ဟာ2လက်မနီးပါးကနေ2လက်မအထက်ရရှိနိုင်တာမလို့အခုတစ်ပတ်အတွင်းမွေးချိန်ရွာသွန်းရရှိနိုင်မှုအများဆုံးမှာဖြစ်ပါတယ်။ အပူချိန်လေတိုင်တို့လေတို့ဆိုတိုင်းစာပြည့်တဲ့အချိန်နေနဲ့လေတို့ညဉ့်ညံ့မှုအချိန်နေကတော့ရောင်မျိုးရဲ့အမြင့်ဆုံးနေပူချိန်ဟာ32ဒီဂရီနဲ့အနည်းဆုံးညပူချိန်ကတော့25ဒီဂရီမှရှိနိုင်ပြီးတော့အော်တိုဘာ19ရက်မှာတော့ခန်းစားရတဲ့အပူချိန်ဟာ39ဒီဂရီအထိရှိပါမယ်။ဒီတစ်ပတ်အတွင်းတောင်အရှိတောင်အရက်ကနေလေတိုင်တို့ဟာတနအိုင်ကို10မိုင်ကနေ16မိုင်ကရှိပြီးတော့ရန်ကုန်မြို့ဝပင်လယ်ကမ်းနီးမှာတော့ လိုင်းမြေနှစ်ပေကရှိပါမယ်။ရောင်တိုင်းတွင်နေ့လည်နေခဲ့အချိန်တွေမှာလေတုစုထိုင်စာ80ရာခိုင်နှုန်းကရှိနိုင်ပြီးတော့မနက်စောပိုင်းနဲ့ညပိုင်းအချိန်တွေမှာတော့လေတုစုထိုင်စာက90ရာခိုင်နှုန်းရှိပါမယ်။ဒီတစ်ပတ်တွင်ရန်ကုန်တိုင်းအနောက်ဘက်ခရိုင်မှာတော့လေတုညဉ့်ညမ်းမှုအညွန့်ကိအမြင့်ဆုံး AQI value ကတော့90ရှိနိုင်ပြီးတော့အန်ရမရှိနိုင်တဲ့အညွန့်ကိအဆင့်လည်းဖြစ်တယ်လို့လည်းဆိုပါရစေ။ဆက်လက်ပြီးတော့အောက်တိုဘာ15ရက်အတွက်မလို့သားခံမှန်းချက်ကိုဖော်ပြပေးကြပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်သေးတဲ့ဖြစ်ထွန်းပြီးတော့မုတ်တုံလေးဟာအာနေငယ်ရှိပါတယ်။ ပြည်လည်းပြင်ချင်းလေးကတော့တရင်နိုင်ကံရံရခိုင်ကံရံမြို့ဝကျုံပေါ်ဒေသတွေနဲ့မိုးရမကွေ့မှာတော့အရှိဘက်ကလေဟာတနအိကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လိုင်းတင့်တင့်ရှင်းပြီးနေချင်းပြီးနေရခိုင်ပြည်နယ်ကရနီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာတော့နေရာစိတ်စိမ်မိုးထစ်ကြုံရွာသွန်းပြီးတော့စကိုင်းတိုင်းနယ်ကချင်ပြည်နယ်မှာတော့နေရာကွက်ကြမိုးထစ်ကြုံရွာသွန်းနိုင်ပါတယ်ရှင် ဆက်ရပြီးတော့အော်တိုဘာလ16ရက်နေ့အတွက်မလို့သားခံမှန်းချက်ကိုဖော်ပြပေးကြပါရစေ။ပင်လယ်ပင်လယ်အခြေအနေကတော့ကပ်လီပင်လယ်ပြင်နဲ့ပင်လယ်ပင်လယ်အော်မှာတော့တိမ်အထစ်တစ်ဖြစ်ထွန်းနိုင်ပြီးတော့မုတ်တုံလေးဟာအားနိုင်ငယ်ရှိပါရစေ။ပင်လယ်ပင်အခြေအနေကတော့တရိုင်းနိုင်ကန်ရာရခိုင်ကန်ရာမြဝကျုံပေါ်ဒေသတွေနဲ့မိုးဒမခွေ့မှာတော့အရှိတ်ဘက်ကလေဟာတနအီကို9မိုင်ကနေ10မိုင်ကန်တိုက်ခတ်နိုင်ပြီးတော့လှိုင်းသင့်တဲ့ရှိပါရစေ။မိုးချင်တွေကတော့နေပြည်တော်စကိုင်းတိုင်းမန်းလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းပဲခူးတိုင်းတရိုင်းနိုင်တိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာစစ်စစ်မိုးတဲ့ကြုံရွာ သွန်းပြီးတော့ကချင်ပြည်နယ်မှာနေရာကွက်ကြားမိုးထစ်ချုံရွာသွန်းနိုင်ပါရဲ့ရှင်